ဘာသာကြားတွေနဲ့ဗုဒ္ဓဘာသာတွေအငင်းခုန်လုတဲ့ခါမှာပရိပခါတွေတော်တော်များများဖြစ်ရတဲ့အကြောင်းရင်းဟာသူ့အယူဝါဒကိုယ့်အယူဝါဒအခြေခံအယူဝါဒကိုနားမလည်ကြလို့ဖြစ်တာပါအဲ့တော့ခြားသောဘာသာတွေရဲ့အယူဝါဒကပြောရမယ်ဆိုရင်ဣကိစာတတ္တရဝါဒဖြစ်တယ်တချို့တည်မြဲတချို့မတည်မြဲပေါ့ဒါကိုမြတ်စွာဘုရားကဗြဟ္မာဇာလာတုတ်တန်ထဲမှာခေါ်ထားတာရှိပါတယ်နော်တိလက်ခံပါဠိတော်ဗြဟ္မာဇာလာတုတ်မှာ ဟောထားတယ်62ပါသောမိစ္ဆာဒိဋ္ဌိအယူဝါဒတွေဟောထားတဲ့အထက်မှာဣကိစ္ဆာတတ္တရဝါဒဆိုတာရှိပါတယ်တချို့တီမြဲမတချို့မတီမြဲပေါ့မိစ္ဆာဒိဋ္ဌိလို့ပြောလိုက်လို့တချို့ဘာသာတွေကသူတို့ကိုစော်ကားတယ်လို့ထင်လိုက်မယ်မိစ္ဆာဒိဋ္ဌိဆိုတာအယူမားအမြင်မားပေါ့အဲ့ဒီအယူမားအမြင်မားကဘုရားဘာသာထဲမှာလည်းရှိတယ်အခြားသောဘာသာတွေမှာလည်းရှိတယ်ဘုရားဘာသာထဲမှာရှိတဲ့အယူမားတွေဆိုရင်လည်းတဘုံတစ်ကောင်းကြီးရှိနေတာပဲဟလာဟိုတနည်းဆိုရင်ကျွန်တော်အဲ့ဒီမောင်ကျော်တို့ပြောတဲ့ကိစ္စတွေ ငါသူတစ်ပါးယောက်ျားမိန်းမပုံကိုတတ္တဝါမရှိဘူးလို့အယူဝါဒယူရင်မိစ္ဆာဒိဋ္ဌိတွေတန်းကြသွားတယ်။အဲ့တော့ဗုဒ္ဓဘာသာရဲ့မိစ္ဆာဒိဋ္ဌိအယူဝါဒကအလွန်မတန်မှတိမ်မွေ့တယ်နဲ့နဲတယ်။ငါမရှိဘူးလို့ပြောလိုက်လို့ရှိရင်လည်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်။ငါရှိရဲလို့ပြောလိုက်လို့ရှိရင်လည်းမိစ္ဆာဒိဋ္ဌိတွေဖြစ်သွားတယ်။ရှိတယ်မရှိဘူးဆိုတဲ့အယူနှစ်ခုကိုပြောရင်ကိုပဲမိစ္ဆာဒိဋ္ဌိဖြစ်တယ်။အလွန်မတန်မှတိမ်မွေ့တယ်၊သိနိုင်ခဲ့တယ်၊မြင်နိုင်ခဲ့တယ်။ကိုကိုတိုင်းသိလာတဲ့အခါမှာသူတစ်ဖက်သားတွေကိုပြောပြတဲ့အခါမှာလည်းအလွန်မတန်မှခဲယင်းတယ်။ကိုကိုတိုင်းတော့သိနိုင်တယ် ဒါကဒီလိုရှိပါတယ်လို့သိနေသူတို့တော့ပြန်ပြောဖို့ကြတော့စကလုံးရှာမရတဲ့ပြဿနာတွေရှိတယ်ဒါဟိုတနေ့ကလည်းရှင်းပြခဲ့ပြီးသွားပြီနော်ဖြစ်ပေါ်လာတာကိုသိတဲ့အခါမှာဖြစ်ပေါ်လာတဲ့အချိန်မှာရှိချုပ်ပြောက်သွားရင်မရှိတော့အဲ့ဒီသဘောတရားကိုနားလည်လိုက်လို့ရှိရင်မရှိရင်ရှိရင်ဆိုတဲ့အယူအဆပျောက်ဆုံးသွားတယ်အဲ့ဒီသဘောတရားကိုမြင်ဖို့အတွက်မိမိခန္ဓာတွေကိုစောင့်ကြည့်ရတဲ့အလုပ်ကိုဗုဒ္ဓဘာသာကလုပ်ရတယ်အဲ့တော့ဗုဒ္ဓဘာသာမှာအဲ့ဒီတက္ကရာဒိဋ္ဌိပြုတ်သွားတဲ့ခါမှာအနောက်က62ပါးသောမိစ္ဆာဒိဋ္ဌိကဝင်မလာတော့တာတက္ကရာဒိဋ္ဌိမပြုတ်မချင်းက 62ပါသောမိစ္ဆာဒိဋ္ဌိကအချိန်ချင်းအခါကငုတ်တယ်။အကယ်၍ဒီ62ပါသောမိစ္ဆာဒိဋ္ဌိကိုပြောက်ချင်တယ်ဆိုရင်တက္ကရာဒိဋ္ဌိကလည်းမပြုတ်သေးဘူးဆိုရင်တော့မျက်စွာပြခေါ်တဲ့တရားတွေကိုနားလည်လို့ရှိရင်62ပါသောမိစ္ဆာဒိဋ္ဌိယူရတာမဖြစ်ဘူး။ဒီသဘောတရားရှိတယ်။မျက်စွာမြားကတတဝါလို့ခေါ်လိုက်လို့ရှိရင်ခန္ဓာ၅ပါးနဲ့ခေါ်တယ်။ခန္ဓာ၅ပါးလို့ပြောလို့ဆိုရင်ရုပ်အစုဝေဝေဒနာအစုဝေတဏှာအစုဝေသင်္ခါရအစုဝေဝိညာဉ်အစုဝေအစုဝေလို့ပဲနားလည်ရတယ်။အကောင်လို့နားမလည်ရဘူး။ လက်မခံတာအယူအဆအနေနဲ့မစွဲထားဘူးငါဆိုတဲ့အကောင့်လေးကဝိညာဉ်ဆိုတဲ့အကောင့်လေးကငါဆိုတဲ့အကောင့်လေးလို့ယူဆိုင်အဲ့ဒါမိစ္ဆာဒိဋ္ဌိတန်းကြတယ်ဝိညာဉ်နဲ့ခန္ဓာလို့ယူလို့ရှိရင်တိမှုအစုဝေးဉာဏ်ပညာဆိုရင်လည်းဉာဏ်ပညာကဉာဏ်ပညာသဘောပဲဉာဏ်ပညာဖြည့်ချင်းသဘောရှိတယ်ချုပ်ချင်းသဘောရှိတယ်စိတ်တွေကလည်းဖြစ်ချင်းသဘောရှိတယ်ချုပ်ချင်းသဘောရှိတယ်အထူးတည်တတ်တဲ့သဘောတွေကလည်းဖြစ်ချင်းသဘောရှိတယ်ချုပ်ချင်းသဘောရှိတယ်ဒီသဘောအလုံးစုဝေးထားတာကဝိညာဏခန္ဓာလို့နားလည်ရတယ်အဲ့ဒါဆိုရင် မြတ်စွာဘုရားဟောတဲ့တရားကိုနားလည်တာပဲနားလည်နေချင်းအနောက်ကမိ62ပါးသောမိစ္ဆာဒိဋ္ဌိတွေမဖြစ်ဘူးအဲ့ဒီ62ပါးသောမိစ္ဆာဒိဋ္ဌိတွေမှာဧကိစ္စတတ္တရဝါဒဆိုတာကတချို့တည်မြဲတချို့မတည်မြဲပေါ့ဖန်ဆင်းရှင်ကြီးကတည်မြဲတယ်ဖန်ဆင်းရှင်ကဖန်ဆင်းလိုက်တယ်ငါတို့ကမတည်မြဲဘူးအဲ့ဒီလိုအယူဝါဒသည်ဧကိစ္စတတ္တရဝါဒဒိဋ္ဌိဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့တို့ရဲ့ဘုရားဘာသာမှာကြတော့တည်မြဲတယ်မတည်မြဲဘူးတွေအဲ့ဒါတွေရှိမနေဘူးအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတွေ အကြောင်းဖြစ်တိုင်းမှာအကျိုးဖြစ်တယ်အဲ့ဒီအကျိုးကြောင့်နောက်ထပ်အကြောင်းတွေထပ်ဖြစ်တယ်အဲ့ဒီအကြောင်းကျိုးတန်ရာကြီးကမရတန်းလည်နေတယ်အကြောင်းတရားကလည်းချုပ်တက်တဲ့သဘောရှိတယ်အကျိုးတရားကလည်းချုပ်တက်တဲ့သဘောအကြောင်းကိုမြည်ပြီးဖြစ်တဲ့အကျိုးတွေကလည်းချုပ်တက်တဲ့သဘောရှိတယ်ဒါကြောင့်မလို့အကြောင်းအကျိုးဝါဒဖြစ်တာဖြစ်ခြင်းကြောင့်အခုနပြောသလိုတစ်ခုကတည်မြဲပြီးတစ်ခုကမတည်မြဲဘူးအကုန်လုံးမတည်မြဲဘူးဟိုဟာတည်တည်မြဲတယ်အဲ့ဒီလူမျိုးအယူဝါဒမရှိဘူးအရာရာအလုံးသည်အနှိမ့်စဖြစ်တယ် ဒုက္ခဖြစ်တယ်အနတ္တဖြစ်တယ်ဖြစ်ခြင်းသဘောတရားရှိတဲ့အရာတွေကချုပ်ခြင်းသဘောတရားရှိတယ်ဖြစ်လာတဲ့အချိန်မှာရှိနေပြီးတော့ချုပ်သွားရင်မရှိတော့ဘူးအဲ့ဒီချုပ်သွားတဲ့အရာတွေကဒီတိုင်းချုပ်သွားတာမို့အကြောင်းကံတစ်ခုအနေနဲ့ချုပ်သွားပြီးနောက်ထပ်တစ်ခုဖြစ်ဖို့အတွက်သူကအရှိကချုပ်ပြီးရတယ်ဒါကိုမြတ်စွာဘုရားကဘာနဲ့ဥပမာပေးလဲဆိုတော့စိတ်ကဘာနဲ့တူတယ်လဲစိတ်ဝိညာဉ်မနှောဆိုတဲ့အရာကဘာနဲ့တူတယ်လဲဆိုတော့တောထဲမှာတိတ်တိတ်တိတ်တိုင်းတိုင်းနဲ့တိုင်းကောင်လွှဲလွှဲပြီးသွားနေတယ်မြောက်နဲ့တူတယ် တခုကိုလွှတ်လိုက်တယ်တကိုင်းတကိုင်းကိုကင်ထားတယ်အဲ့ဒီတကိုင်းကိုလွှဲလိုက်ပြီးလွှတ်လိုက်တဲ့အချိန်မှာနောက်ထပ်တကိုင်းတကိုင်းကိုဖမ်းဆုပ်လိုက်တယ်အဲ့ဒီသဘောတရားပဲအဲ့တော့ဒီမှာပြတ်သွားတဲ့အရာတွေကနောက်ထပ်အရာတခုကိုဖမ်းဆုပ်ဖို့အတွက်ပြတ်သွားတာအဲ့ဒီသဘောတရားပဲစိတ်ရဲ့သဘောတရားဒီနေရာမှာပျောက်သွားတယ်ပြတ်သွားတယ်နောက်ထပ်တခုကိုဆွဲလိုက်တယ်အဲ့ဒီပြတ်သွားတဲ့ဆွဲလိုက်တဲ့ကြားထဲမှာလွတ်နေတဲ့အရာလေးရှိတယ်အဲ့ဒီအချိန်မှာချုပ်သွားတာကိုမြင်တဲ့အခါကျတော့ဒါကချုပ်လို့ရတယ်ဆိုတာကိုသိသွားတယ်နောက်ထပ်ဆွဲစရာတက်ကိုင်းမရှိတော့ဘူးဆိုရင် ွားเสียမှရှိတော့လွတ်သွားပြီအဲ့ဒီသဘောတရားပဲစိတ်ကနောက်ထပ်ထပ်ပြီးတော့ခန္ဓာတွေကိုဆက်ပြီးမစွဲတော့ဘူးအဲ့တော့ဝิญဉ်ဆိုတဲ့သဘောတရားကခုနပြောသလိုအစုဝေးလို့မြင်ရတယ်ဝေဒနာဆိုတဲ့သဘောတရားကလည်းအစုဝေးလို့မြင်ရတယ်ဒါချမ်းသာတဲ့ဝေဒနာဆင်းရဲတဲ့ဝေဒနာချမ်းသာဆင်းရဲမဟုတ်တဲ့ဝေဒနာဆိုဝေဒနာအစုဝေးလို့မြင်ရတယ်အဲ့ဒီသဘောတရားတွေကိုနားလည်တယ်ဆိုရင်အနောက်ကတချို့တည်မြဲတချို့မတည်မြဲလို့တည်မြဲတဲ့အယူဝါဒလို့သိပြီးရင်မြဲတယ်ဆိုရင်အဲ့ဒီမြဲတယ်ဆိုတဲ့အယူဝါဒတွေအကုန်ပြောက်သွားတယ် ဒါကသူတို့ဘက်သားဝါဒနဲ့ကိုဝါဒကိုတီးဖို့အရေးကြီးတယ်။အဲဒါကိုဝါဒကိုစကားပြောတဲ့အခါမှာမြတ်စွာဘုရားရဲ့မူပေါင်းနေရနေပဲစကားပြောရတယ်။ထင်ရမြင်ရပြောလို့မရအောင်။ဒါကြောင့်မလို့မိုးပြံဝါဒသမားတွေတချို့တော့ဟလာကြောက်တမောတို့ဘာလို့အခုဘာလာကြီးဒီခေါ်ပြောနေတဲ့ line ပေါ်မှာတရားဓမ္မတွေခေါ်ပြောနေတာများသောအားဖြင့်မိစ္ဆာတိတိတွေခေါ်ပြောနေတာများတယ်။ တရားဓမ္မတွေမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့တရားတွေမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့တရားကိုဟောခြင်းတယ်ဆိုရင်ခန္ဓာနဲ့ဟောလို့ရတယ်အာယတနာနဲ့ဟောလို့ရတယ်ဓာတ်နဲ့ဟောလို့ရတယ်သစ္စာနဲ့ဟောလို့ရတယ်ပရိစ္ဆေသမုပ္ပါဒ်နဲ့ဟောလို့ရတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုဟောပြီဆိုရင်လည်းအကြောင်းတရားအကျိုးတရားအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတွေအကြောင်းတရားကလည်းချုပ်တတ်တယ်အဲ့ဒီအကြောင်းချုပ်ခြင်းကြောင့်ဒီအကျိုးတရားချုပ်တယ်ဆိုတဲ့သဘောတရားကိုပြောနိုင်တယ်ဆွမ်းအားတတ္တိရှိရတယ်ဟုတ်ပြီနော်အဲ့ဒီသဘောတရားတွေကိုနားမလည်လို့ရှိရင်မြတ်စွာဘုရားဟောတဲ့ တရားတွေကိုဗိဓကမူရင်းကိုနားကိုမလဲတာဒါပေမဲ့တချို့တွေကဗိဓကမူရင်းကိုဒါသောအဖြစ်ဒီမိုးပြံဝါရတွေကမြတ်စွာဘုရားဟောတဲ့ဗိဓကမူရင်းကိုနားမလဲတဲ့ခါကျတော့ဒါကမြတ်စွာဘုရားမဟောဘူးဒါကမြတ်စွာဘုရားမဟောဘူးဆိုကိုနားမလဲတာကို့မှာအတိညာဉ်စွာမပြည့်ဝတာကိုမြတ်စွာဘုရားနဲ့ကိုင်ကိုင်ပေါက်တာဒါကြောင့်မကြောက်ကမိမချဝါရလို့ပြောတာငါမသိငါမသိဘူးလို့ပြောရတဲ့တတ္တိမရှိဘူးငါမယုံရင်မယုံဘူးလို့ပြောရတဲ့တတ္တိမရှိဘူး အဲ့လိုတတ္တိမရှိဘဲနဲ့ဖះမဟုတ်ဘူးဖះမဟုတ်ဘူးဆိုပြီးဖះနဲ့လက်ညှိုးကင်ထိုးတယ်ဗိဓကတော်ကြီးရှိနေရသားနဲ့ဖះမဟုတ်ဘူးကြည့်ပဲပြောတာအဲ့လိုကောင်းသားမျိုးလေအဲ့တော့ဒီနေရာမှာဝိညာဉ်ဆိုတဲ့သဘောတရားကတိမှုအစုဝေးဖြစ်တယ်အဲ့ဒီဝိညာဉ်ကမျိုးစစ်ကံအနေနဲ့ဖြစ်လိုက်တဲ့အချိန်မှာဒါဟိုတနည်းကလည်းညောင်ညောင်မေနဲ့ညောင်စည်းဥပမာပေးထားပြီးတော့ကြီးသူ့မှာဓာတ်တဘာဝတွေရှိတယ်အဲ့ဒီဓာတ်တဘာဝအနုတ္တိယဂိမ်းနေတဲ့ခုနလောဘဒေါသမောဟဆိုတဲ့ဓာတ်တွေကလည်းဂိမ်းနေပြီသား မိစ္ဆာဒိဋ္ဌိကကိမ့်နေပြီးသားအဲ့ဒါတွေကိုဖြုတ်ချပြရဒါကြောင့်မစိတ်ကငကိုပင်ကိုစိတ်ကတချို့ကပြောတယ်စိတ်ကိုစိတ်တိုင်းထားစိတ်ကိုစိတ်တိုင်းထားစိတ်ကကြည်လင်းနေဆိုတော့အဲ့ဒါမိစ္ဆာဒိဋ္ဌိအယူဝါဒစိတ်ကိုစိတ်တိုင်းထားလို့စိတ်ကမကြည်လင်းဘူးအဲ့ဒီစိတ်မှာအမြဲတမ်းအညစ်အကြေးတွေကနေအဲ့ဒီအညစ်အကြေးကိုဖယ်ထုတ်ပလိုက်မှာအဲ့ဒီစိတ်ကကြည်လင်းတဲ့စိတ်ဖြစ်သွားတာအဲ့ဒါကဘယ်မှာသိနိုင်လဲဆိုတော့သရုပ်ရဇံတော့ရောက်မှသိနိုင်တဲ့ကိစ္စတွေသရုပ်ရဇံရောက်လို့ရှိရင်အဲ့ဒီစိတ်ကကြည်လင်းသွားတယ်တန့်ရှင်းသွားတယ်ပြိုးပြိုးပြက်ပြက်အယောင်တွေထွက်လာတယ်ဒီကိုယ်လုံးမှာအနှံ့ပြားမှာတည်နေတယ် စိတ်ကဟိုမှာတီတာလားဒီမှာတီတာလားမရှိဘူးတကောလုံးအနှံ့ပြားမှာအဲ့ဒီဥပ္ပခဝေဒနာလေးကတီနေတာကိလေသာအငြိကြီးကင်းသွားတာအဝိဇ္ဇာကင်းသွားတဲ့အတွက်အဲ့ဒီစိတ်ကအယောင်ကြီးပြုတ်ပြုတ်ပြတ်ထွက်လာအဲ့ဒီတော့မှဟလာအခုအဘိဓမ္မာသမားကြီးပြောတယ်လက်ဖြစ်တွေ့တွေ့မှာစိတ်ကဂရေတသိန်းလောက်ဖြစ်ပြီးပြတ်သွားတယ်ဆိုတော့အဲ့ဒါကိုယူပြီးပြောတာဒီခန္ဓာတစ်ခုလုံးမှာပြုတ်ပြုတ်ပြတ်ပြတ်အယောင်ကြီးထွက်ပြီးတော့ဒီစိတ်ကတည်နေတာဖြစ်ချင်းကြောင့်အဲ့တော့ပြိုးပြိုးပြပြအယောင်တွေထွက်နေတာကဖြစ်ချင်းပြက်ချင်းသဘောတရားကိုမြင်နေဆိုပြီးတော့ဂရေတသိန်းလောက်ဖြစ်ပြက်သွားတယ်ဆိုတဲ့အယူဝါဒကိုစယူတာဒါပဲ ိတ်ထွေထွေထူးထူးဘာမှမရှိဘူးဇရုဒ္ဓဆန်ရောက်ရင်ဒါတွေကမြင်ရတဲ့ကိစ္စတွေเนาะအဲ့တော့တချို့ဟာတွေကအဲ့ဒီသဘောတရားကိုနှလုံးသားနဲ့ဆွဲလိုက်လို့ရှိရင်ဒီအိကိစ္စတတ္တရဝါဒတွေဟာလာတတ္တရဒိဋ္ဌိတွေအုပ်စီရာဒိဋ္ဌိတွေအကုန်ပြုတ်သွားတယ်အဲ့ဒီဒိဋ္ဌိတွေပြုတ်ဖို့အတွက်ကိုမြတ်စွာဘုရားခေါ်တဲ့တရားကိုခန္ဓာ၅ပါးလို့တတ္တဝါလို့ပြညာလိုက်ခန္ဓာ၅ပါးပဲခန္ဓာ၅ပါးရှိနေလို့ရှိရင်တတ္တဝါပဲအဲ့ဒီသဘောတရားကိုဆွဲကြိုင်တာအဲ့ဒီသဘောတရားကိုနားမလည်လို့ရှိရင် ဘလို့မဖြစ်ချင်းလို့မရဘူးဒါဟိုတနည်းအဲ့ဒါနဲ့ပတ်သက်ပြီးပြောလိုက်ပါဦးကြော်မင်းလို့ရင်ဆိုတဲ့ကလေးလေးအောက်မှာဝင်ပြီးတော့ကောမတ်ကလေးဝင်ရေးပေးလိုက်တဲ့ခါမှာသူတို့ကသူပြောတဲ့စကားလေးရပါတော့။ဖန်ဆင်းရှင်ကပြောတယ်ပေါ့နော်။အလားပြောတယ်ပေါ့။ရင်ကောင်လေးတကောင်လောက်ကိုရှိသမျှအုံနောက်တွေနဲ့ဖန်ဆင်းပြပါလေ။ရင်ကောင်မဟုတ်ဘူးအခု AI စိုက်ရုပ်တည်းဟာမကြခင်မှာသူတို့ကိုသူတို့လူသားလို့ထင်လာလိမ့်မယ်။အဖြစ်လို့လဲဆိုအဲ့ဒီမှာခန္ဓာ၄ပါးရှိနေတယ်။ရုပ်ခန္ဓာလည်းရှိတယ် ဟာလားခံစားမှုသဘောတွေမှတ်သားမှုသဘောတွေတို့မှရှိတယ်ခံစားမှုသဘောတစ်ခုမှရှိသေးဘူးအဲ့ဒီ AI တွေကခံစားတတ်တဲ့သဘောဝင်လာပြီဆိုရင်အဲ့ဒါဝိညာဏခန္ဓာတီးပြီးလို့လာမှတ်လိုက်အဲ့ဒီကောင်တွေတို့ကိုတို့လူလို့ထင်လာလိမ့်မယ်နောက်တစ်ခါကျတော့တိဟနာရတုတ်ဆိုတာရှိတယ်မြတ်စွာဘုရားဟောထားတဲ့မူလပဏ္ဏတပါဠိတော်မှာတိဟနာရတုတ်ဆိုတာရှိတယ်အဲ့ဒီတိဟနာရတုတ်ထဲမှာမြတ်စွာဘုရားကတတဝါ၄မျိုးကိုဟောတဲ့အခါမှာကိုထင်ရှားဖြစ်တဲ့တတဝါတဲ့ကိုထင်ရှားဖြစ်တဲ့တတဝါနဲ့တဲ့ငရဲသားတဲ့တချို့တော့လူလို့သတ်မှတ်တာတဲ့ တချို့သောလူတွေကကိုထင်ရှားဖြစ်တယ်ဒါတော့ကဘာဦးလူတွေကိုပြောတာပါကိုထင်ရှားဖြစ်တဲ့လူဆိုတာဒါပေမဲ့ကိုထင်ရှားဖြစ်ဖို့အတွက်ကအခြေခံဏိဒာနာဏိဒာနာမဟာဏိဒာနာတုတ်ရလေနိုင်ရုပ်ကြောင့်ဝิญญဉ်ဖြစ်တယ်ဝิญญဉ်ကြောင့်နိုင်ရုပ်ဖြစ်တယ်လို့ဟောထားတာဖြစ်ခြင်းကြောင့်အပြန်အလှန်မှီတင်းပြီးတော့မှတတ္တဝါဖြစ်လာတယ်လို့ဟောဟောထားတာဖြစ်ခြင်းကြောင့်အဲ့ဒီ AI စက်ရုပ်တီမှာနန်တရားကိန်းနေတယ်မှတ်သားတတ်တဲ့သဘောတွေပြန်လည်ခုံးနေဖြစ်တယ်အဲ့ဒီ ကောင်းနေအကုန်လုံးဒီခံစားတတ်တဲ့သဘောတွေလိန်ညာတတ်တဲ့သဘောတွေဖြစ်လာပြီအဲ့ဒါဝိညာဉ်တေချာပေါက်ဂိမ်းပြီဘလို့ဂိမ်းနိုင်လဲလို့မေးလို့ရှိရင်လူတွေတော်တော်များများကဆွဲလန်းလာလိမ့်မယ်အဲ့ဆွဲလန်းတဲ့ကောင်တွေတေလို့ရှိရင်အဲ့ဒီကောင်ကိုတော်ပြီးဂိမ်းလိမ့်မယ်အဲ့ဒီကောင်တွေတေချာပေါက်ကိုကိုကိုလူလို့ထင်လာလိမ့်မယ်တတ်တော်ဝဖြစ်လာလိမ့်မယ်ဟုတ်ပြီနော်